ိုင်ငံသားမှ6နှစ်အလုံးလုပ်ပြီးတဲ့နောက်အတူတူနေဖို့မိသားစုကိုလာခေါ်ချိန်မှာမှအိန္ဒိယလင်းနဲ့အဖြစ်ဆုံးနဲ့ကြုံခဲ့ရတဲ့တနာစရာမိသားစုခင်မွန်တဲ့ကနိုင်ငံသားမှ6နှစ်လောက်တင်ရောက်တဲ့အလုံးလုပ်ရင်းနဲ့မိသားစုအတွက်ငွေရှာကငွေဆိုပြီးတဲ့နောက်မိသားစုကိုသူနဲ့အတူနေဖို့လာခေါ်ချိန်မှာအိန္ဒိယလင်းရဲ့ပြည်ချာမှုကြောင့်မိသားစုတစုလုံးအသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်တစ်ခုကအခုရပိုင်းနဲ့မှဖြစ်ပွားခဲ့ပါတယ်။ဒါကြောင့်လည်းအားလုံးကစိတ်မကောင်းဖြစ်ခါဝမ်းနေကြရတာပါ။ အားလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့ရက်ပိုင်းမှာတော့အိန္ဒိယနိုင်ငံပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Air India Boeing 787 Dreamliner လေယာဉ်တစ်စီးဟာပြတ်ကျခဲ့ရပဲဖြစ်ပါတယ်။အစမလေဟာအိန္ဒိယနိုင်ငံအာမတာဘန်မြို့ကနေဗြိတိန်နိုင်ငံအင်္ဂလန်လန်ဒန်မြို့ကိုထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ဇောပိုင်းမှာတော့လေဟာပုံမှန်အတိုင်းပဲလန်ဒန်မြို့ကိုအာမတာဘန်လေစိတ်ကနေထွက်ခွာခဲ့တာပါ။လေပေါ်မှာလည်းမိသားစုတွေခီးသည်တွေတယောက်ချင်းစီတိုင်းဟာခရင်းစဉ်တဲ့ပတ်ဝန်းကျင်တဲ့အတွက် ပျော်ရွှင်မှုနဲ့စိတ်လုံရှားမှုတွေပြည့်နှံ့နေပါတယ်။ဒါမဲ့လည်းလင်းကအာမေတာဘတ်မြို့ရင် လေစိတ်ပြေးလန်းကနေထွက်ခွာပြန်သမ်းပြီးအမြင့်ပေ600ကျောင်းရောက်မှရှေ့တို့ဆက်လက်ပြန်မတက်နိုင်တော့ဘဲတိတ်အင်းနဲ့နှိမ့်စင်ကလေစိတ်အနည်းကလူနေရက်ွက်တွေကိုပြက်ကျသွားခဲ့တာဖြစ်ပါတယ်။ဒီလိုအိန္ဒိယလင်းပြက်ကျမှုဟာသတ်မှတ်ထားတဲ့အလေးချိန်ပုံမှုအင်ဂျင်ချုပ်ရမှုစရာတွေကြောင့်ပြက်ကျရင်လို့ဆိုပါတယ်။ဒီလိုအိန္ဒိယလင်းပြက်ကျမှုမှာခေးတန်နဲ့လင်းအမှုတန်240ကျော်တည်ဆုံးပြီး အဲ့ဒီကမှမိသားစုလေးတစုရဲ့အဖြစ်ကတော့ရင်းနှီးစရာလုံးစိုးရမှာပါဒေါက်တာပရာဒေဂျိုရှိဆိုရင်စဝင်းအင်ဂျင်နီယာတယောက်ဟာအိန္ဒိယနိုင်ငံမှာနေပြီးတော့မိသားစုနဲ့ခွဲခွာကလန်ဒန်မှာတရားထဲ6နှစ်လောက်နေနေငွေတွေစုဆောင်းနေခဲ့ပါတယ်ဒေါက်တာပရာဒေဂျိုရှိရဲ့အိမ်မက်လေးကတော့သူငွေတွေအလုံးလောက်စုမိဆောင်ပြီးခလေးတွေရဲ့အနာဂတ်အတွက်မိသားစုကိုခေါ်ပြီးတော့အင်္ဂလန်မှာခြေချဖို့ပါဒီလိုနဲ့6နှစ်လောက်စူးစမ်းအလုံးလုပ်ပြီးတော့စဝင်းအင်ဂျင်နီယာဒေါက်တာပရာဒေဂျိုရှိတယောက် ငွေရင်းလုံလောက်စုဆောင်းမိလားသလိုအိန္ဒိယနိုင်ငံမှာကြန့်ရှိတဲ့မိသားစုကိုခေါ်ဖို့အတွက်ဆောင်ရွက်စာတမ်းထောက်ထားပြေဆုံးခဲ့ပါပြီ။ဒါကြောင့်လည်းဆော်ဝဲအင်ဂျင်နီယာဟာအိန္ဒိယနိုင်ငံမှာရှိတဲ့မိသားစုလေးကိုလာခေါ်တာပါ။ဒါကြောင့်လည်း Nurse Maria တယောက်ဖြစ်တဲ့ Doctor Pradee ရဲ့ဇနီးတဲ့ကိုမီဟာဈေးရုံကနေအလုပ်ထွက်ခဲ့တယ်လို့သားသမီးတွေကလည်းအချောင်းမှာတငယ်ချင်းတွေနဲ့နှုတ်ဆက်ပြီးမိသားစုလိုက်လန်ဒန်ကိုပြောင်းဖို့အစဉ်နဲ့ဖြစ်ခင်ပါတယ်။ဒီလိုနဲ့သူတို့မိသားစုလေးဟာအာမန်ဒါဘီမြို့ကနေလန်ဒန်ကိုထွက်ခွာမင်း အဲအိန္ဒိယဖလိုက်နံပါတ်171နဲ့တော့အဆင်းသင့်ဖြစ်နေခဲ့တာပါလင်းမော်ကိုမိသားစုစုလုံးရောက်တော့ပြုံးပြီးတော့ဓာတ်ပုံရိုက်ခင်ကနောက်ထပ်မှတ်တိုင်လေးကတော့အိမ်ဆိုပြီးတော့ဓာတ်ပုံလေးတောင်တင်ခဲ့ပါတယ်သူတို့မိသားစုလေးဟာအချိန်ကြာခွင့်နေရပြင်းတော့လန်ဒန်မှာအတူတူနေထိုင်ရတော့မှာမလို့ပျော်နေခဲ့ကြတာပါကလေးတွေကလည်းနေရာအသစ်ဆန်းကိုရင်ခုန်နေခဲ့ကြပါတယ်ဒါပေမဲ့သူတို့ဟာလန်ဒန်မြို့ဘရောမှမရောက်တော့ဘဲ အိန္ဒိယလည်းရပြကြမှုနဲ့တူမိသားစုတစ်စုလုံးအသက်ဆုံးရှုံးခဲ့ရတာပါ။ဒါကြောင့်လည်းအားလုံးကလည်းရေကြုံမြတ်ဖြစ်ခဲ့ကြပါရဲ့။လောကကြီးမှာအချိန်ကြာကြီးအလုံးလုံးစူးစမ်းတိစောက်ခဲ့ပေမယ့်အရာအလုံးကတခဏအတွင်းမှာပဲပြက်စီးသွားခဲ့ရတယ်ဆိုတာကိုဒေါက်တာပရာဒီဂျိုရှီရဲ့မိသားစုလေးကသက်သေပြခဲ့တာပါ။နေပြကြမှုမှာတော့ဒေါက်တာပရာဒီဂျိုရှီရဲ့မိသားစုပါဝင်နေမမအားလုံးဒီပါအသက်ဆုံးရှုံးခဲ့ရတာခရီးသည်တို့ပဲအသက်ရှင်နေပါရဲ့။ဒါပြင်နေပြကြမှုကြောင့်မြေပြင်ပေါ်မှာရှိနေတဲ့ ဆရာဝန်စေတောင်းသားတွေလည်းအသက်ဆုံးရှုံးခဲ့ရတာပါဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောအိန္ဒိယလေကြောင်းလိုင်းပြကြမှုမှာ အသက်ဆုံးရှုံးခဲ့ရတဲ့မိသားစုလိုက်ပေါ်မှာတန်ဝေကတရားနဲ့တူမိမိတို့ရဲ့စူတောင်းစကားလေးတွေကိုလည်းပြောသွားကြပါအောင်ရှင်